မင်္ဂလာပါ DS Point ပြန်နေကြိုဆိုလိုက်ပါတယ်ဒီနေ့ညအာလူတကာစောင့်ညုံနေကြတဲ့ပွဲဆိုလဲမမဘူးတော့လန်ဒန်ဒါဘီပွဲစဉ်ဖြစ်တဲ့ချက်စီနဲ့အာဆင်နယ်ပွဲလေးကိုကျွန်တော်ပွဲချုပ်သုံးချက်ပြီးလောက်လိုက်အောင်ဒီနေ့ပွဲစဉ်ကတော့တကယ်ကိုအကျိတ်နဲ့ရှိမဲ့ပွဲဆိုလဲမမဘူးဘာလို့တော့ပြီးခဲ့တဲ့ရက်ကအရှမန်လီရက်တရက်ဘက်မှာလဲအာချက်စီကလည်းဘာစီလုံးအောင်နိုင်ခဲ့တယ်အာဆင်နယ်လည်းဒီလက်ရှိမှာအကောင်းဆုံးဖြစ်နေတဲ့ဘိုင်ယန်ပေါ့နော်ဘိုင်ယန်နိုင်ခဲ့ရပေါ့အဲ့တော့ဒီနေ့ပွဲစဉ်ကလည်း ဒီဒီပွဲအဲ့ပွဲစဉ်ကြီးရဲ့ impact တွေကတော့အတက်ရောက်မှုလည်းရှိလာနိုင်တယ်ဆိုတော့ကျွန်တော်တို့လူစင်းပိုင်းလေးနည်းနည်းပြောလိုက်အောင်ရှက်စီဘက်ကဒါကိုပါမာတော့ပြန်လဲပါဝင်လာမယ်လို့သတင်းတွေထွက်နေပါတော့ကျွန်တော်ကတော့ပွဲစဉ်တော့မတုံးပါတော့မဟုတ်သေးဘူးတုံးရင်တော့မှဒုတိယပိုင်းလောက်မှတုံးပြမယ်ပေါ့အဲ့တော့ဘာစီနဲ့ပွဲလို့တို့အထိုင်မဖြတ်ချင်ဘူးဆိုရင်တော့အဲ့ပွဲစဉ်အတိုင်းပဲကျွန်တော်ကဖော်ဖာနာနေရာမှာတော့တိုးစင်ထွက်လာမှာလားပေါ့ဘာလို့လဲဆိုတော့ အာဆင်နယ်ရဲ့ set piece တွေကို set play တွေကိုဒါအကောင်းဆုံးကာဝယ်နိုင်တဲ့အနေသားဆိုတော့တိုးစင်တော့ထွက်လာမလားပါတော့ကျွန်တော် full final နဲ့လောက်ကတော့စင်မပြေဘူးလို့တော့ကျွန်တော်ထင်တယ်ဘာလို့လဲဆိုတော့ဒီအရက်ကလည်းနေတဲ့ player ပါတော့အဲ့တော့ shallow bat တယောက်နဲ့စင်မပြေဘူးကျွန်တော်အဲ့တော့တိုးစင်လေးနဲ့ shallow bat နဲ့ထွက်လာမလားပေါ့ဒါ right right back ကတော့ဒါ ghost ထွက်လာမယ်ဒီ left back ကကိုကိုပဲလာပဲပေါ့ တော့ဒီတပည့်ပြီးပေါ်တော့ဒါ receipt chain ရယ်ဒါ client zero ပဲပေါ့ပြီးတော့ရှေ့မှာ number 10 room မှာတော့ကျွန်တော် answer finalist ရှိနေအဲအဲ့ဒီဘက်မှာတော့ဂျာဘက်တို့ပြန်ပါလာမယ်ပြီးတော့ဒီဘက် win မှာ left win မှာခန္ဓာရှူဒီ right back ကတော့ netto နဲ့ပဲထွက်လာပြို့မြပါပဲ sp ball တော့အာဒုတိယပိုင်းလောက်မှာထည့်မယ်ပေါ့နော်ခုနပြောလို့ကိုးပါမှာလေဒုတိယပိုင်းလောက်မှာသူတို့တိုက်စစ်လိုအပ်တဲ့အချိန်ကျရင်တော့ပြန်လဲပေါင်လာမယ်လို့ကျွန်တော်ထင်တယ်ဘာလို့ဆိုတော့ ပွဲမကစားသေးတဲ့အနေအထားမှာဒီလို big game မှာဒီရှည်သွေးဖို့လေလိုသေးတာကြောင့်ကျွန်တော်တို့ချက်ချင်းတော့သုံးသေးမှာမဟုတ်ဘူးဒုတိယပိုင်းလောက်80ကျော်လောက်မှစမ်းထည့်မယ်လို့ကျွန်တော်ထင်တယ်ပါဝင်ခဲ့ရင်တော့ပေါ့နော်အဲ့တော့ Arsenal ဘက်လေးကျွန်တော်တစ်ချက်လှည့်လိုက်အောင်ကျွန်တော် Arsenal ဘက်ကလည်းဒါ Bayern နဲ့ပွဲတော့အလိုပဲဒါကြီးမိုင်ပြောင်းလို့မရှိဘူးဒါပေမဲ့ခက်တာဒီ Martin Odegaard ကပြန်ပါလာနိုင်ပေါ့နော်အဲ့တော့ OD ကပြန်ပါလာမယ်ဆိုရင်တော့ EPG အစည်းအဝေး left wing ထွက်လာပုံများတယ်။ဒါမှမဟုတ် OD ကကိုမတုံးသေးဆိုတော့ဒီအစည်းပဲ number 10ဘောမှာကစားပုံများတယ်။အဲ့တော့ main တို့ထောင်း left wing မှာ Maruki ကစားမလား။ဒါ EPG EPG ကစားလာမှာပေါ့နော်။ EPG ကစားမယ်ဆိုတော့မအာ OD ကကတော့ number 10ဘောပေါ့နော်။ဒီလိုလေး option လေးရော Arsenal ဘက်ကတော့နည်းနည်းများတယ်ပေါ့နော်။ဘယ်လိုထွက်လာနိုင်တော့မပြောတတ်သေးဘူး။တော့လည်းပုံမှန်တိုင်းဆိုရင်တော့ Maruki အာ main တို့ထောင်း အရိုက်ဝင်းမှာတော့ဆာကာနံပါတ်3မှာ EPG AC အာကိုနောက်တန်းမှာတော့ဒီ sorry ကိုင်းလက်မှာတော့ဒီ Zubi Medina Rice ပေါ့အာဒီနှစ်ယောက်ကတော့မပါမဖြစ်ပါတော့เนาะအဲ့တော့ဒီနောက်တန်းမှာကျွန်တော်ကလာဖီယိုပဲထွက်လာပြုံများတယ် scale ကြီးကတော့3နေမှာမဟုတ်ဘူး scale ကြီးကဒီဘိုင်းနဲ့ဘောမှာလည်းကစားသွားတာဆိုတော့အဲ့တော့ကလာဖီယိုကြီးအာဟင်ကပီထွက်လာပြုံများမယ်ထင်တယ်ကျွန်တော်ထင်တော့ဟင်ကပီရယ်စလီပါရယ်အတင်းပါပေါ့ ဲ့တော့အစနေရဆနာဒီဝင်လဲပိုင်းမှာတော့ option လေးနည်းနည်းများနိုင်တယ်။ OD ကတော့ပြန်ပါလာနိုင်ဆိုတော့အဲ့တော့ဒီလက်ရှိလူစင်းရတော့အစနေက trosser တော့နာွားတယ်ဆိုပေမဲ့မာတူဂီပြန်ကောင်းလာတယ်။ဒါပိုင်းနဲ့ပုံမှန်တကူသွင်းသွားရယ်ပေါ့နော်။ဒါပေမဲ့ left wing မှာတော့သူ့ရဲ့ပုံမှန်နေသားတော့မဟုတ်ဘူးဗျာ။ဒါ right စကားထွက်သွားတဲ့ချိန်မှာ right wing ကြာမှသူ ိုးသွင်းသွားတာပေါ့အဲအဲ့ဒီအနေအထားလေးကိုရှိမယ်ပြီးတော့မာတင်လင်ရဲ့ဒုတာပိုင်းကျမှဝင်ကစားလို့ကျွန်တော်ထင်တယ်အဲ့တော့ဒါအဆကျွန်တော်ရှီသွမ်းမန်းလေးသုံးသက်လိုက်အောင်ကျွန်တော်ရှီသွမ်းမန်းကိုသုံးသက်မယ်ဆိုတော့ရှက်စီးရလေဒါသူတို့အားအနေဆုံး weak point ကခန်းစစ် line ဆိုပေမဲ့ဒီနောက်ပိုင်းပွဲမှာ clean sheet အောင်ယူထားလိုက်တဲ့အနေအထားကြီးတွေ့လာရတယ်ပေါ့ဒါလည်းဒီကွင်းလယ်ပိုင်းပေါ့နော်အန်ဆိုအာကိုင်စီတိုအဲ့တော့နောက်ပိုင်းထည့်သုံးနေတဲ့ MD Santo ပေါ့နော် MD Santo ကလည်း အရှိဆုံးမဆိုးလာတဲ့အနေထိုင်ပြသခဲ့ရပေါ့အဲ့တော့ဒီကွင်းလက်ပိုင်းကွင်းလက်ဒီ recovery ကောင်းလို့လဲအခန်းစင်းလက်အနေငယ်တက်တာနေလို့ကျွန်တော်ထင်တယ်ဘာလို့ဆိုတော့ဒီဆန်နာဘက်ပေါ့အထူးသဖြင့်ဆန်နာဘက်ကဒါတော်တော်အားနေတာမှာပါတယ်ဗျဒီ visit တန်းမှာအဲ့တော့ဒီကွင်းလက် cancel တိုင်းကောင်းလို့ဒီနောက်တန်းနေအနေငယ်တက်တာနေလို့ကျွန်တော်ထင်တယ်ဒီနေ့ပွဲစဉ်မှာလဲဒါဒီကွင်းလက်ဒီ cancel line ပေါ့နော် cancel ကြောင်းက ဒီတပည့်ပြူဖြစ်တဲ့ Reese Jane နဲ့ဒါကိုင်စီတို့ကတော့အကောင်းဆုံးကာပါပေးနိုင်မယ်လို့ကျွန်တော်ထင်တယ်။ဒီကာပါလည်းပေးရမယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်။ဘာလို့လဲဆိုတော့ Arsenal နဲ့တင်းရဖြစ်နေလို့ပေါ့။အဲ့တော့ Chelsea ကနောက်ပိုင်းဒီသူတို့အားသာချက်ကတော့ဒီဝင်ကားလေးပေါ့နော်။ဒီခါနာရှိုး Aston Villa ST ဘောင်းမကစားတာဒါ Netto ပဲကစားတာပေါ့နော်။သူဒီပြင်းဆိုဒုက္ခပေးနိုင်တဲ့ဒီ brand တွေ Bulgarian တွေကောင်းတဲ့ player တွေညာ။ခါနာရှိုးဆိုလည်း ်အာမော်ဂရင်းတော်တော်ကောင်းတဲ့ player လို့ပြောလို့ရတယ်ဒါပေမဲ့သူကတော့ space ရတဲ့အနေထားမှာသူကတော့သူလှုပ်ရှားနိုင်တာဗောနော်သူရဲ့နှုတ်ကပြနိုင်တာဗောအစီဘောင်းလုံးနဲ့တို့တော့အလိုမဟုတ်ဘူးသူတို့ဘောင်းလုံးရှိရရှင်ဆိုသူတို့ဘောင်းဆိုလှုပ်ပြနိုင်တယ်ဗောနော်အစီဘောင်းဆိုလေဒါဘာစင်းနဲ့ပွဲမှာလဲဒါရှင်စတော်တော်ပြခဲ့တဲ့ player လို့ပြောလို့ရပါဘူး။ဒါပေမဲ့ပြည်မလေးမှာတော့တက်တည်ပြဖို့တော့လူသေးရပါတော့။ဒီအသက်ကလည်းငယ်သေးရဆိုတော့အဲ့တော့ဒီနေ့ပွဲစမှာအစီဘောင်းတော့မထွက်လာပါသေးဘူး။နှစ်တူပဲထွက်လာပြီးများတယ်။ ဲ့တော့ဒီเชลซีကတော့ဒီဝင်ကာတို့အားပြုကစားမယ်ဒီဂျောင်းပက်ထရိုပေါ့ဂျောင်းပက်ထရိုကလည်းအာဆင်နယ်တွေ့တိုင်းဝိုးသွန်းတဲ့အနေထားကြီးဝေးရတဲ့အနေထားကြီးရှိတာဆိုတော့ကျွန်တော်ဆက်ဆောင်ကြည့်အောင်ပါဘောနော်အဲ့တော့ဒီနေ့ပွဲစဉ်ကတော့ဘသူပွဲဘသူကွင်းလဲကဟိုတောင့်တင်းနေဆိုတာเชลซีလဲဒါပြမယ်ပွဲဆိုလဲမမောဘောနော်အခု loss debate ဖြစ်နေတဲ့ဒီအန်ဆိုဒီကန်စီလိုတွေဒီစူပီမန်ဒီ ဒါ right stream ပေါ့နော်အဲဘသူကဟိုကောင်းလဲဆိုတော့ Chelsea လဲဒါတက်သိပြမယ်အနေထားဆိုလည်းမမဟုတ်အဲ့တော့ကျွန်တော် Arsenal ဘက်ကိုလှည့်လိုက်အောင်ကျွန်တော် Arsenal အသင်းဘက်ကိုပြောရမယ်ဆိုရင်တော့ Arsenal က weak point တော်တော်လေးကိုရှားတယ်လို့ပြောရတယ်ဘာလို့ဆိုတော့ perfect ဖြစ်နေတဲ့တော့ဘယ်သင်းမှမရှိဘူးပေါ့ဗျာဒါမဲ့ဘလို့အနေထားရေ Arsenal ကိုပေးရနိုင်ချေရှိအောင်ဆိုတော့ဆန်နာနဲ့ပွဲလို့ကျွန်တော်ယုံရင်းဆက်ခဲ့ဖြစ်တဲ့အနေထားတွေမထင်မှတ်တဲ့အနေထားတွေပေါ့ ပြီးတော့ပြန်ပြန်သင်ရတာတိကျတဲ့ long pass တွေ long ball တွေနဲ့ဒါပေးဖို့နိုင်တဲ့အချိန်တွေမှာဒီအဲ့ run စဉ်တွေမှာကျွန်တော်ကိုပြရနိုင်ရှိရဲအဲ့ဖြစ်စံလေကျွန်တော်ဘိုင်နဲ့ပွဲမှာလည်းတွေ့ပြီးွားပြီပြီးတော့ spar နဲ့ပွဲပေါ့နော် spar နဲ့ပွဲကလည်းဒါဒီ vision laser တိကျတဲ့နေထားနေကိုရွားရပေါ့အဒီလိုနေထားရမှာမထင်မဲ့တဲ့ဒီ chaos တွေကြားမှာတော့ arsenal ကိုပြရနိုင်ရှိရဲမဟုတ်ရင်တော့ဒီ arsenal ရဲ့အမှားကြောင့်တံပဲသင်အောင်ကိုရနိုင်ကြီးရတော့ ပါစနစ်ကတော့တော်တော်နည်းလို့ပြောလို့ရတယ်။အဲ့တော့ရှစီသင်းဒီနေ့ဒီအာဆင်နယ်သင်းကိုဘယ်လိုဖြစ်လာနိုင်တဲ့နေသားရှိပါတော့။ဘိုးရနိုင်နေရှိတာဆိုတော့ဆန်လန်လန်နဲ့ပွဲရလို့ပုံစံဒီဖန်တီးနိုင်မယ်ဆိုရင်တော့ကျွန်တော်ကိုရနိုင်နေရှိရယ်။အဲ့တော့ဒါအာဆင်နယ်ကတော့ဒါကျွန်တော်အရင်ဒီအရင်ဗီဒီယိုမှာပြောခဲ့သလိုပဲကျွန်တော်ရှစ်ပတ်နဲ့ပုံစံဖြည့်ပြီးခဲ့ပြီပေါ့နော်။ပါပွဲလဲဆိုဘိုင်ယန်ပွဲ။ဘာလို့ကျွန်တော်တို့ကဒီ ပီမားလီမှာပဲဒါအင်ဂျယ်ပဲဖြစ်နေလာတော့ဗောနော်ပီမားလီမှာပဲကောင်းတယ်လို့ရှေသွင်းကပိတ်မပြောတတ်သေးဘောနော်အဲ့လိုထင်တာဗောဘိုင်ရန်နဲ့ပွဲမှာပဲကျွန်တော်တက်တည်ပြခဲ့ပြီးသွားပြီကျွန်တော်ကအင်ဂျယ်မဟုတ်ကြောင်းလဲတက်တည်ပြခဲ့သေးတယ်ဗောနော်သွားကစားသွားခဲ့တဲ့အနေထားပလင်းစတိုင်ဒိုရက်ဇက်ဗောကျွန်တော်ပြည်ပြည်ဆောင်လဲလို့ပြောလို့ရတယ်ဥပမာဒီရာဒီမှာအာဆင်နယ်ကဒီဘီဂိန်းနေပါဗော ဒီဒုတိယပိုင်းဆိုရင်တော်တော်လေးအားကောင်းတယ်ပထမပိုင်းကဒါပြန်မဲ့သင်ရဲ့ကစားပုံအနေထားကိုကျွန်တော်စကန်ဖတ်တယ်လို့ပြောလို့ရပါတော့ပြီးမှဒုတိယပိုင်းမှာဒီအားနေချက်တွေကိုကျွန်တော်ဘလို့ဖြိုးဝင်လဲဆိုတာဒီပွဲကြီးမှာတက်တည်ပဲအဲ့တော့ဒီပွဲစမှာလဲဒါပထမပိုင်းတော့ဒါသွေးအေးနဲ့ဖြစ်နေလိမ့်မယ်ပထမပိုင်းကချက်စီသင်းဘူးမရတာဘူးဆိုရင်တော့အာဆန်နယ်ဒုတိယပိုင်းဆိုရင်တော့အာဆန်နယ်ပွဲဖြစ်သွားဖို့ရတယ်တော့တော်တော်လေးကိုများပါတယ်အဲ့မဲ့ဒါကတော့ရှင်းစွမ်းပိုင်းပါတော့။တော့ပြီးမြန်လေးရဲ့ ဒရမာလေးတွေရှိရဲပေါ့အဲအဲ့ဒါတော့ဒါအမှတ်မပြည့်ရေးပေါ့ဗျာဒါဒရမာလေးကတော့ရှိနေကြပဲလက်ရှိမှာရှောက်မဲ့ကွာနေရယ်ဒါအာဆနယ်သင်းတာတကယ်လို့နိုင်ဝါမဆင်ကူးမဲ့တော့ပြတ်သွားမှာဗျာအဲ့တော့ဒရမာလေးကအဲ့လိုတော့တိတ်အဖြစ်ခံမှာမဟုတ်ဘူးဒီဘက်ကတော့တေးရီဘက်ကိုဦးတည်နေရယ်အချက်စီသင်းအနိုင်နံဘိုးကလည်းပါဆန်နဲ့နေသလိုအာဆနယ်သင်းနိုင်ဘိုးကလည်းပါဆန်နဲ့ကရာဂိုင်တော့နေရယ်ပေါ့နော်စောနာဒီဒီသာရှက်လက်တွေရဒီဒရမာရပေါ့အဲ့တော့ ရေပွဲစဉ်ကတော့တည်ကြဖို့ရတယ်လို့များတယ်။တည်ပွဲပဲဖြစ်ဖို့များတယ်ပေါ့။အဲ့တော့ business ကဘာမညီကိုရတော့အရှက်စီးကိုတော့ယူရှာဖို့ကောင်းလိမ့်မယ်။ဘောလုံးပွဲကိုဘောလုံးပွဲလိုကြည့်နေတဲ့လူကတော့ကျွန်တော်တို့အာဆန်ကတော့ဒီအနေဆုံးတည်ရတော့ကစားနိုင်တဲ့နေရာရှိရပါတော့ဒီရှေးစွမ်းပိုင်းကပြောမှဆိုရင်ပြောဒီဒီတာရှက်လက်တရပြောမှဆိုရင်တော့အဲ့တော့ညီကိုတော့ဘယ်လိုမြင်ကြလဲ။ဒါရှက်သေးသေးမနိုင်နာကြိုက်ဖြစ်တဲ့အာဆန်တဲ့ နိုင်ရသွားနိုင်မလားအစနေသိရပဲဆက်လက်အသာစီးရသွားနိုင်မလားဗောနော်အမှတ်ဖြတ်သွားနိုင်မလားဗောအညူရောညင်လေးညှောက်ပေးလို့ရပါတယ်ကျေးဇူးများတင်ပါတယ် DS4 ပါကျွန်တော် Television Channel လေးလည်း join နေတယ် join နေကြပါအောင်ကျေးဇူးများတင်ပါတယ်